ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကြက်ဟင်းကားပြီးနဲ့ဝတ်သားလေးကိုကြော်ပြပါမယ်အရန်မခါသွားအောင်လို့ခရင်ကတော့ဒီလေးကိုစီးပြီးကြော်ပေးပါမယ်ရှင်ပထမအဆုံးစားနေထားတဲ့ဝတ်သားပြားလေးကိုအရင်ကြော်ပါမယ်ဒီလေးကိုပူရဆိုရင်လည်းလုပ်ပြီးကြော်ပါလို့ရှင်တူးတော့မှာဆိုတော့ငံများကြီးအင်တာနက်ထည့်ပါမယ် ရောစနေမှုတ်ခဲ့ပါလို့ရှင်။စာချိုမှုတ်တကယ်လို့ချိုမှုတ်မတုံးကျင်လည်းတခြားတုံးလို့ရပါရှင်။ကဲပါဝတ်သားချက်ပြီဆိုတော့မှာချက်တော့နေလို့ထည့်ကြပါမယ်ရှင် ကြောင်းတင်ပြလေးထည့်ပါမယ်။ဝတ်သားလေးကရဲပြီးတော့ကျွတ်လာပြီဆိုတော့မှချက်ဟင်္ကာဒီလေးစီးရတာကိုထည့်ပါမယ်ရှင်။ချက်ဟင်္ကာဒီအရန်ခါတာမကြိုက်ရင်ချက်ဟင်္ကာဒီခင်းတဲ့အချိန်မှာစားလေးနည်းနည်းလေးနဲ့နေပြီးတော့ရေစေးထားလို့ရပါရှင်။လေးနဲ့နဲ့ထည့်ပါမယ်เนาะအဲ့ဒါမှာကြက်ဟင်္ကာတွေကနေပွားပါရှင်။ဒီလေးနဲ့နဲ့ က်ပြီးအဖုံးလုပ်ထားလိုက်ပါမယ်။ငါးမိနစ်လောက်နေတာနဲ့ရေလေးခံသွားလေးဆီပြတ်ပါပါပြီ။ဟုတ်ကဲ့ပါနည်းနည်းလေးရှောက်လာအောင်ကြောလိုက်တာနဲ့ဆီလေးပြတ်ပါပါပြီ။ဒါဆိုရင်တော့ အရင်လေးမခါပဲနဲ့အရသာရှိတဲ့ချက်ဟင်းငါပတ်သားကြလို့ရပါပြီရှင်အဆုံးစုရဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်